အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အဲအရင်ဆုံးအနေနဲ့ကျွန်တော်တို့ဤပညာနဲ့ပတ်သက်တဲ့ဘုဟုတ္တတာတွေလေ့လာလို့ရအောင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးထားဖို့လည်းတောင်းဆိုခြင်းပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့အဲ online shop လုပ်ဖို့ပဲအတွက်ဖြစ်ဖြစ်ပေါ့နော်စာပေဘုဟုတ္တတာသတင်းစာတွေတင်ဖို့ပဲဖြစ်ဖြစ်အသုံးဝင်မဲ့ Facebook page အလွယ်တကူထောင်လို့ရမယ့်နီလန်းလေးကိုမျှဝေပေးတော်မှာပဲဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်နဲ့အတူတူ like လုပ်ကြည့်လိုက်အောင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ Facebook ထဲကိုဝင်လိုက်ပါမယ်ပြောက်တဲ့ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ profile နဲ့ကိုဝင်ရမယ့်နေရာလေးပေါ့နော်ဒီနေရာလေးကိုဝင်လိုက်ပါမယ် ပြီးရင်ကျွန်တော်တို့ဒီစီမိုးဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဗျဒီမှာကျွန်တော်တို့အောင်းနားမှာဒီပေ့ဆိုတာလေးရှိတယ်ပေါ့နော်အလန်နိုင်ပုံလေးနဲ့ဟုတ်ကဲ့အဲ့အလေးတွေကိုဝင်လိုက်ပါမယ်အဲပြီးသွားရင်ကျွန်တော်တို့ကအဲပေးအစ်စ်ဖွင့်มาဖြစ်တဲ့အတွက်ဒီ create ဆိုတာလေးကိုအဲ့ဒါဝင်ပေးလိုက်ပါမယ်ဗျာ ပြီးရင်ကျွန်တော်တို့ကအဲ personal အတွက်သုံးမှာလား professional သုံးမှာလားဆိုပြီးရွေးရမှာပေါ့နော်အဲကျွန်တော်တို့က professional သုံးမှာဖြစ်တဲ့အတွက်အဲ professional ဆိုတာလေးကိုဒါရွေးထားလိုက်ပြီပေါ့နော်ရွေးပြီးရင်ပြီးရင်ကျွန်တော်တို့ဒီအောက်မှာရှိတဲ့ name ဆိုတာလေးကိုနှိပ်ပေးရပါမယ်ပြီးရင်ကျွန်တော်တို့ထားမဲ့ပေးနံမယ်ပေါ့နော်ကျွန်တော်တို့ထားခြင်းနဲ့ပေးတစ်ခုအဲကျွန်တော်ကတော့အစမ်းအနေနဲ့ပဲစာပေဘူးတုတဆိုပြီးတော့ထည့်လိုက်ပါမယ် ီးရင်ကျွန်တော်တို့နှိပ်ဆိုတာလေးကိုနှိပ်ပေးရပါမယ်အဲဒီနေရာမှာကျတော့အဲကျွန်တော်တို့ရဲ့ပေးနေတက်ဆိုင်နေတာပေါ့နော်အဲကိုက online shop လုံးမှာဆိုရင် online shop တချင်းပေးဆိုရင် music and band စသဖြင့်ပေါ့နော် digital creator တွေပါတွေကိုကြိုက်နေတဲ့နေရာဒီမှာထည့်လို့ရပါတယ် ကျွန်တော်ကတော့ဒီမှာစာပေဖြစ်တဲ့အတွက် knowledge ဆိုပြီးပဲထည့်လိုက်ပါမယ်ဟဲ့ပြီးတော့ရင်ကျွန်တော်တို့အဲဒီ create ဆိုတာလေးကိုနှိပ်ပေးလိုက်ပါမယ်ဗျာ ဒါတွေကတော့အဲကျွန်တော်တို့ရဲ့အဲပေးဖုန်းနံပါတ်တွေ Gmail တွေဖုန်းနံပါတ်တို့ပေါ့နော် Gmail တို့စသဖြင့်အဲဘိုင်းအိုကိုထည့်ခြင်းတဲ့စာသားလေးတွေတို့ပေး profile ထဲမှာဒါလေးတွေထည့်လို့ရပါတယ်ပြီးရင်ကျွန်တော်တို့ရဲ့လိပ်စာတွေနေတဲ့မြို့တွေလိပ်စာတွေဒီမှာထည့်လို့ရပါတယ်ပြီးရင်ကိုပေးရအဲအမြင်ဖွင့်ထားမှာဆိုရင်လည်းဒီ all way open တို့အဲ့လိုမျိုးတွေယူလို့ရပါတယ်ဗျာ ဝေးကျင်တာရွေးပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီနှိပ်စွာလေးကိုနှိပ်လိုက်ပါမယ်ခြံဒါဆိုရင်ကျွန်တော်တို့ရဲ့ပေးရပွင့်သွားပြီပေါ့နော်ဒီနှိပ်စွာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါမယ်အဲဒါကျွန်တော်တို့အကောင့်ထဲမှာရှိတဲ့တငငချင်းတွေကို invite လုပ်လို့ရရပါတော့။အဲအကုန်လုံး invite လုပ်ချင်တယ်ဆိုရင်ဒီ slash all ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ကဒီအောက်မှာရှိတဲ့နှိပ်ဆိုတာလေးကိုနှိပ်လိုက်ရင်ဒါကိုယ့်ရဲ့တငယ်ချင်းတွေစီကိုကိုပေးဖွင့်လိုက်ပြီးဆိုတဲ့အကြောင်းအဲ invite visa ဖြစ်သွားမှာပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ကဒါပေးဖွင့်တာအောင်မြင်သွားပြီလို့ပြောလို့ရပါဘောနော်ပြီးရင်ကျွန်တော်တို့ကအဲ profile နေ cover photo တွေကိုထည့်ချင်တာတွေထည့်ပြီးတော့ပေးဖို့စပြီးတော့အဲအသုံးပြုလို့ရပါပြီဗျာ ဟုတ်ကဲ့ဒါဆိုရင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ပြန်လည်မျှဝေပေးခဲ့တာတော့အဲ Facebook page အလွယ်တကူဖွင့်လို့ရမယ်နီလန်းလေးကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိ like ကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်